မင်္ဂလာပါရှင်။စာရေးဆရာတန်းဆွေရေးသက်ထားတယ်။တခုတော့တကြံအခါနဲ့မဂ္ဂဇင်းဝတ္ထုရှင်များဆိုတဲ့စာအုပ်ကိုဖတ်လာတာ။အခုဆိုရင်တော့တခုတော့တကြံအခါဆိုတဲ့ဝတ္ထုကိုရောက်ပါပြီ။အလုံးမင်းနားဆင်ခံစားပေးပါဦးရှင်။တခုတော့တကြံအခါရွှေဝါရောင်ဗရောက်ပန်းတို့ဝက်လန်းဝင်းပါတဲ့တကြံကာလာတို့တိုင်းပြီဆိုလျင်ကျွန်တော်ဒီကိုလှဆောင်ကြီးကို အထူးပင်တရိယာမိလေသည်။ငယ်ရွယ်စဉ်အခါကကိုလှဆောင်ကြီးနဲ့ကျွန်တော်တို့တို့ ကြံပွဲဆင်နွယ်ခဲ့ပုံများရေကစားခဲ့ကြပုံများကိုလည်းပြန်နေမြင်အောင်လာမိလေသည် ကျွန်တော်တို့နေထိုင်ရာ ကမာရော့ထန်းတပင်ဒေသမှာရန်ကုန်မြို့နယ်ဇူးလီဖျားလန်းနှင့်ငမ်းမိုင်ခန်တာဝေကရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးအနီးတွင်တည်ရှိနေတော်လဲကျွန်တော်တို့ငယ်စဉ်ခါကမူနော့စွာခေါင်ကမြို့မကြတော့မက စကောစကဒေသဖြစ်ခဲ့လေသည်ရန်ကုန်မြို့နယ်စပယ်နေနမိတ်တွင်ပါဝင်ခဲ့လင်ကစား ရက်ကွက်နေလူတန်းစားတို့မှာတောသူတောင်သားများနဲ့မချားမိယိုးဖလာထောက်တဲဆင်လာအတိုင်းယူသားစွာပင် နေထိုင်ကြကြလေသည်လောရေးဆောက်တာ၌စာရေးစာကြီးအရာရှိအရာခံစသူတို့ကနေပါလှကတန်းကျန်ပုံကျန်ဥယျာဉ်နှင့်ပစွန်ခင်စသည်တို့ကိုစိုက်ပြိုးကမြို့ပေါ်သို့တရရောက်ချသူကညပြကြလေသည်ထို့ကြောင့်ကလေးသူများတို့မှလည်းညသောအဖြစ် ရပ်ကွက်ရှိအစိုးရအထောက်ပံ့ခံဖုံးတော်ကြီးကျောင်း၌ပညာသင်ကြားရကမြို့ပေါ်သို့တလနေ၍တစ်ခေါက်ရောက်သည်မရှိပဲခြုံချိုခြုံချားလဲလဲကျောင်းမြတ်နှင့်ဖုံးတော်ကြီးကျောင်းဝင်အတွင်စာတီတို့၌သာကစားပျော်ပါ၍နေကြရလေသည်ကြံပွဲကဆောင်ညောင်ရီတုံပွဲဝါစုပွဲတရင်ကျုံမီထုံပွဲတစားတိုင်ပွဲထမနေပွဲတပေါင်းလရွှေတကောင်ဖျားပွဲသူမဟုတ် ုံးတော်ကြီးပြန်စသောဝဲတော်ရင်များတွင်မှကျူတကုံစေတီတော်ကို အမှုထားကအိမ်မှထွက်ကြရတတ်ပြီးကျူတကုံရင်ပြင်တော်ပေါ်၌ပင်တညာအိတ်ခါနောက်တနေ့နန်းနဲ့တွင်တနေ့ဆန်ယုံတန်ကြီးစီစကော့စီစူနေဖျားဘိုးတထောင်ဖျားစသည်ဖြင့်အလင်းအသင့်တို့လဲပတ်ခါအိမ်သို့ပြန်ကြရလေသည်ထို့တည်းရဲ့နှစ်ရက်လဲပတ်ရစဉ်အတွင်းကြုံတွေ့ခဲ့ရသမျှတို့နှစ်လသုံးလပြောတော်မြတ် မကောင်းနိုင်ခဲ့ပြီးကြက်အတက်နဲ့ညနေတိုင်းလိုလိုပြီးကျွန်တော်တို့သည်မိမိတို့တည်ယူနိုင်သမျှရေများကိုတဲကာဖီဒဂွန်စီရီတော်အထိကုန်းချောင်းလျှောက်၍သွားရပူဇော်လေးရှိ၏ထိုနေ့ညသည်ပျော်စရာကောင်းလာသည်မှန်လာတော်လဲအုတ်ထဲသူလူကြီးများပါလာသဖြင့်အစွမ်းကုန်မပြောကြရထို့ကြောင့်ကျွန်တော်တို့လူငယ်များ၃၄ယောက်စုက အတက်နဲ့မတိုင်မီကြံရက်တရက်တွင်ကျွေးတကောင်စီတို့၎င်း မြို့လယ်သို့၎င်းသွားရကြလေသည်ထိုအခါများ၌ကျွန်တော်တို့ထဲရန်ကုန်ကိုအခောက်ယူပို့၍ရောက်ပူသောဈေးတဲ့တို့ဤသားများကကောင်းဆောင်ကြလေသည်ကျွန်တော်တို့ကိုလဆောင်တို့ကဲ့သို့သောလက္ခဇာတသမိများမှ ကုံကြောင်ခကြီးဆို၍ချွေတကုံစေတီနှင့် ကမာရွတ်လောက်သာအသွားအပြန်ကုံကြောင်လျှောက်တက်ကြပေသည်သူဖြစ်၍ကျွန်တော်တို့အားဈေးတဲ့တို့ဤသားများကမကြမကြကြောက်ချခြင်းကို ခံကြရလေသည် တခုတော့တကြံအခါ၌ကျွန်တော်တို့သည်ရွှေတကုံစည်တီတို့လာခဲ့ကြ၏ရွှေတကုံစည်တီရင်းပြင်တွင်အာရအောင်စော့ကြကစားကြပြီးတော့အချို့ကပြန်ကြရန်နှိုးဆော်လေသည်ကျွန်တော်တို့ကတိတ်ပြီးမပြန်ချင်းလှသည်ဤတွင်တိမ်မောင်လေးကဒါဖြင့်မင်းတို့ငါနဲ့တင်ကြီးစေးကိုလိုက်ခဲ့ကွာဈေးရတို့အမေဆိုင်မှာမောက်တွေပါတွေစားပြီးမှပြန်ပေါ်ဟုပြောလေသည်တိမ်မောင်လေးဤမိခင်မှာတင်ကြီးစေးတွင် ်လက်ဖက်ခြင်းတုံမှစ၍ဖယုံယူဒူးရင်ယူနန်းနဲ့ယုံစသည်တရေစာရသူဖြစ်လေသည်ထို့ကြောင့်သူနှင့်နဲ့လျင်တရေစာစားရမည်ကို သိကြတော်လဲသိမ့်မောင်လေးမှာမိခင်အလိုနဲ့ချင်းခံရသူပြီပြီတေးပေးလှကလိန်ကြလာသဖြင့်ကျွန်တော်အပေါင်းအသင်းများကမနိုင်ဝင်ကြချင်းလိုက်မယ်မလိုက်ဘူးဖြင့် အချီချဖြစ်နေရမှ နောက်ဆုံးတွင်ကျွန်တော်နှင့်ကိုနှဆောင်တို့က လူလဲလူရဲကြီးတွေလောက်ကတိမ်မောင်လေးနဲ့အတူတိမ်ကြီးစင်းသူလိုက်ကြလေတော့သည်တိမ်မောင်လေးသည်ပြောသည့်အတိုင်းပင် သူ့အမေဆိုင်သို့ခေါ်သွားပါ၏သဘောကောင်းသည့်မိခင်ကြီးကလည်းကျွန်တော်တို့အားမုတ်ပဲတရေစာများကြွေးပါ၏သို့သော သူသွားလို့ရအရက်တို့ရောက်သွားပြီဖြစ်သောတိမ်မောင်လေးသည်ကျွန်တော်တို့နှင့် အတူကမာရွတ်သို့ကုန်းချောင်းပြန်မည်ဟုပြောခဲ့ပါလျက်နှင့်အတူတူလိုက်လာဟန်ပြုတ်ကတိမ်ကြီးဆေးကိုခြားလက်ပတ်လှည့်ပြီး တနေ့ရတွင် မျက်ခြေဖြန့်၍ထားရင်လေတော့သည် ကျွန်တော်တို့သည်တိမ်မောင်လေးကိုခစ်တားများရှားကြသေးတော်လဲသူညင်ကိုတည်ကြပြီးဖြစ်၍ဆက်မရှာတော့ဘင်းအမှန်ကလည်းမရှာတတ်ကြပါကျွန်တော်တို့နှစ်ယောက်ထဲဖြစ်သည့်နည်းဖြင့်ပြန်ရန်စုံဖြတ်ကြလေသည် ကျွန်တော်တို့သည်ဈေးအပြင်သို့ထွက်လိုက်သောအခါဒရထားလမ်းကိုတွေ့ရလေသည်ဒရထားဆုံးလျင်ပစွန်တောင်းတော်၎င်းကြည့်မြင်တိုင်းတော်၎င်းရောက်မည်ဟု၍က ကျွန်တော်တို့သိကြသည်ကြည်မြတန်ရောက်လျင်ကျွန်တော်ကမာရုပ်ကိုပြန်တတ်ပြီကမာရုပ်နဲ့လည်းမဝေတော့ပြီနောက်ဆုံးလမ်းမလျှောက်နိုင်လျင်ကမာရုပ်ဘက်မှအသည့်မြင်းလေသမားများရှိသည်ရှေးဥစွာ ကြည်မြတန်ဘက်သို့မတော်မိပဲပစွန်တောင်ဘက်သို့တော်မိညီကိုသာပူရသည်ထို့ကြောင့်ကျွန်တော်တို့သည်အနည်းရှိလူကြီးတယောက်အားကြည့်မြင်တိုင်းဘက်ကိုသွားခြင်းဘယ်တရထားစီရမလဲဗျာဟုမေးကြသည် သူပြောတော့တရထာကြီးဖက်သွားသည်နောက်မှနေ၍ကျွန်တော်တို့သည်တရထာတန်လဲအတိုင်းရောက်ကြသည်တရထာလမ်းကြီးမျက်ခြေပြတ်သွားပြီဆိုသဖြင့်ဘေးဥဒဆိုင်ကြီးကလာကြရသည်သူနှင့်ညနေဆောင်တွင်မှ အိမ်သို့ပြန်ရောက်ကြသည်နန်းနက်ကအတူသွားခဲ့ကြသူများအားတိမ်မောင်လေးကလိန်ကြပုံကိုပြောတော်လင်းအဘယ်ပုံပြန်ခဲ့သည်ကိုကမပြောခဲ့ပေဤသို့လျှင်ကျွန်တော်တို့သည် ခနေဘဝတကြံကြက်ရောက်တိုင်းလွတ်လပ်ပျော်ရွှင်စွာ သွားလာကစားခဲ့ကြရသည်။တန်ကြီးစီမှပြည်နှင်းအတိုင်းကမာရွတ်တို့ကုန်းချောင်းပြန်ခဲ့ဘူးသည်။မြို့အနက်ကုန်းချောင်းလဲဘူးသည်။တခါကရန်ကုန်အနောက်ပိုင်းကဲနားလမ်းအတိုင်းလျှောက်လာခိုင်းညောင်တုံးပွဲရုံဟူသောစိုင်းဘုတ်ကိုတွေ့ကြရရာတိမ်မာလေးကပင်ဟာတို့တော့လမ်းမှလာပြီဟု မြင့်ငယ်ဖြင့်ကြီးလာတော့သည် ကျွန်တော်တို့လည်းခြေနန်းတုံကသူ့ကိုကြည်လိုက်ရသူကကျွန်တော်တို့ကိုမျက်စိမှိတ်ပြလိုက်ပြီးယခုနှစ်မှလိုက်လာသူအုံမောင်အားမျက်စာပြင်၍ပြလေသည် အတိတ်ဘယ်မှာမင်းတို့အตาနေကြအုံမောင်ကိုငါစမလို့ဟုဆိုလိုပေသည်ဘာဖြစ်လို့လဲကွတို့လမ်းမလာပြီးဟေးဟုတ်လားအေးနေတို့အခုတန်ကြီးစီရနေကမာရွက်ကိုပြန်လာကမာရွက်ပြန်တဲ့လမ်းမဟုတ်ပဲ ။ညောင်တုံးသွားတဲ့လမ်းအတိုင်းသွားခဲ့မိကြပြီ။ဟာဒုက္ခပါပဲ။ကြည့်နေကွာ။ဟိုမှာညောင်တုံးပွဲရုံလို့စားရထားတာ။ညောင်တုံးမို့လို့ညောင်တုံးမျိုးကပွဲရုံလို့ရေးထားတာပေါ့။ဒီဒီလိုဆိုဒုက္ခပါပဲ။ကြည့်နေအဲ့ဒါအေယာရီမြစ်ပေါ်ကွာ။ဟိုမှာတမ်းမှန်တွေသင်းမော့တွေနဲ့။ဤတွင်ဂျိုးသားလာတော့အောင်မှသည်ရှုံမဲ့ရှုံမဲ့ဖြစ်လာရမှာ။ဒီလိုဆိုဘယ်နဲ့လုံးမလဲ။ညောင်တုံးဆိုတာ ကမာရွတ်နဲ့အဝေးကြီးကပထဝီဝင်ထဲမှာတို့တင်ခဲ့ဘူးသားပဲငါလည်းရှောက်ရတာဝေးပါတယ်လို့အောက်မိနေတာဘလို့လောက်ကြမလဲငါလည်းဘလို့မှမလောက်တတ်ဘူးတငယ်ချင်းဒုက္ခပါပဲငါ့ကိုအဘရိုက်တော့မှာပဲအုံးမောင်သည်ပြောပြောဆိုဆိုငိုလီတော့သည် ထို့နောက်ကျွန်တော်ကသိမ့်မောင်လေးပြောင်ချောင်းပြောတော့မှစိတ်အေးသွားကသိမ့်မောင်လေးအားဆဲနေတော့သည်ထို့နေ့မှစ၍ကျွန်တော်တို့သည် သူ့ကိုတွေ့တိုင်း ဖြစ်ကောင်းဤညောင်တုံးသွားကြရအောင်ဟူ၍၎င်းညောင်တုံးအုံးမှဟူ၍၎င်းစကြလေသည်တခုတော်တကြံအခါတွင်မူကျွန်တော်တို့သည်ဖုန်ကြီးကြောင့်ရှိကြောင်းသားတီဝိုင်းမှမောင်းတလုံးနှင့်လင်းကွင်းတစုံငှားကကိုလုံးကိုပေါမတိမ်မရင်ရှိသူနှစ်ဦးအားကိုတုံးလုံးချော့မျက်နာတွင်အိုမဲ့သောလုံးကြီးကောင်ကြ၍အမိတက်ကမြောက်လို့၍ကစီပြီးတချင်းဆိုသူကဆိုတီးသူကတီးဖြင့် ထဲတပင်ရက်ွက်ထဲနိုင်တာမကပွန်ချင်တရက်တော်ကြည်မြတိုင်အထီလက်ပက်ခါအလူကံထွက်ခဲ့ကြသည်ခုံငွေကို လူကြီးပိုင်းလက်သို့အပ်ပြီးနောက်တနည်း၌မောင်လုံးရေပေါ်နှင့်ကြံထမင်းများချက်၍အရက်ကိုကျွေးကြလေသည်ဂျန်ကုံမြို့ကိုဂျပန်တပ်များဝန်ဆောင်တစ်နှစ်ကကြံတွင်မူကျွန်တော်တို့မြေတငယ်ချင်းများတကွဲတပြားဖြစ်နေသဖြင့်ပျော့ပျော့ရွှင်ရွှင်မရှိခဲ့ပေနောက်တနည်းကြံပွဲတော်၌ကကျွန်တော်တို့လူစုပြန်နေ၍ ဆောင်မိကြပြီဖြစ်သဖြင့်ရေပက်မန်တက်တစ်ခုဖွက်ကြပါသေးသည်စစ်အတွင်ဖြစ်သဖြင့်ညလဲများနွားလဲများဖြင့်ရေပက်ခံထွက်သူကုံချောင်ရေပက်ခံထွက်သူတို့ကများပါသည် တချို့တနေ့သာလည်းရင်စစ်တော်ရီများဖြင့်ရေပက်ခံကြပါသည်၎င်းတို့ထဲတွင်ဘေဘီအော့စတင်ကားကလေးများဖြင့်ရေပက်ခံထွက်သူတစု၏မော်တော်ကားကိုကျွန်တော်တို့လူစုထဲမှဘလာကောင်းလာသူပို့အောင်ခင်နှင့် ကိုစိုးသိန်းဆိုသူတို့ကစွဲမြောက်ထားကြသည်ကျွန်တော်တို့ကဝိုင်းနှောင်းရသည်ကိုပျော်ရွှင်ဖွယ်ရာနှက်မိပါသည်သည်ထိုအချိန်အခါတွင်ကိုလဆောင်မှကျွန်တော်တို့လောက်ပျော်ရွှင်ဖို့မရတော့ပေသူသည်တကြမ်းဤသဘောကိုခွဲခြံစိတ်ပြားဝေဖန်လာလေတော့သည်သုံးသက်ဆင်ခြင်လာလေတော့သည်တို့ဗမာပြည်မှာနှစ်တစ်ခုချိန်မှာ ရေကစားတာဟာအင်မတန်လျော်ကန်တဲ့ကိစ္စပဲကွာတန်းဆိုရ အနောက်နိုင်ငံတွေမှာနှစ်သက်ကူးချိန်ဟာချမ်းအေးချိန်ဆိုတော့အိမ်ထဲမှာပဲလှပအောင်ပြင်ဆင်ပြီးအရက်တောက်ကြကချာနဲ့ပြောကြတယ်။တရုတ်နှစ်သက်ကူးချိန်ဆိုရင်လည်းဒီလိုပဲအေးတဲ့အချိန်กว่าတို့စီမှာတော့ပူပိဆိုတဲ့အချိန်မှမှ နှစ်သက်နာကူးတော့နှစ်သက်ကူးပွဲမှာအေးချမ်းတန်ရှင်းပါစေဆိုတဲ့စေတနာနဲ့တယောက်ကိုတယောက်ရင်းနဲ့ပြကြရတယ်။ရေးချိုးပေးတဲ့သဘောပါပဲကွာ။ဒီတော့တယောက်ကိုတယောက်ကခင်မင်တဲ့အနေ ရိုသေလေးစားတဲ့အနေနဲ့ရေချိုးပေးတာရေလောက်ပေးတာကိုတယောက်ကကြည်ကြည်ပြူပြူနဲ့ခံယူသင့်ပါလေရဲ့နဲ့တယောက်ကရေလာပက်ထားအောင်ရေပက်မခံမဲထွက်ပြေးတာတို့ဘူးပြောလွတ်တာတို့ဟာအင်မတန်ရိုက်ဆိုင်တဲ့သဘောပဲကွတဖက်လူကကို့အပေါ်မှာစိတ်ဝင်စားမှုရှိလို့လာပက်ထားပဲမလားဒါအောင်ညင်းပယ်တာဟာမရင်ကျဲတဲ့သဘောပဲကွ တဖက်လူရဲ့စေတနာကိုစော်ကားတာပဲကွအဲတခုတော့ရှိရပေါ့ကွာ မင်းတို့အခုရေးပက်တယ်လို့ဘသူလာလာပက်တဲ့ပက်နည်းမျိုးကတော့တိတ်မဟုတ်သေးဘူးကွဘလို့လူကိုမှ ပက်မယ်ဆိုတဲ့တတ်မှတ်ချက်ရှိဖို့လိုတယ်ပက်တဲ့နေရာမှာလဲစေတနာပါရမယ်လေးစားမှုပါရမယ်ဒါမှတကယ်ပက်ခြင်းရဲ့သဘောတရားဟာလေးနဲ့လာမယ်အခုမင်းတို့ပက်နေတာကတော့ပက်တဲ့လူကလည်းပက်ရရင်ပြီးရောဘာကိုပဲပက်ရပက်ရအပက်ခံရတဲ့လူကလည်းအပက်ခံရပြီးရောဘာစေတနာခံနေပဲအပက်ခံရခံရ မဟုတ်သေးဘူးကလေရှည်ကြီးလျှောက်ပြောနေသောကိုလဆောင်၏စကားကို နားထောင်ပြီးသည့်အဆုံးတွင်ကျွန်တော်ကပြောနေရမှာကိုဆောင်ပြောတဲ့အတိုင်းသာဆိုရင် ကျွန်တော်တို့မှာပက်စရာလူရဲလို့ပဲရှိပါမလဲကျွန်တော်တို့ကိုလည်းဘသူကလာပက်ပါတော့မလဲဟုမေးမိပါသည်အဲ့ဒါငါပြောနေတာပေါ့ကတနိုင်ငံလုံးရေပက်နေကြတဲ့အချိန်ခါမှာမင်းကိုလာပြီးစေတနာတရားစိတ်နဲ့ရေလာပက်မဲ့သူမရှိဘူးဆိုတာဟာ ဝမ်းနေစရာမကောင်းလားမင်းအနေနဲ့လဲမင်းရေပက်ရမယ်ဒီလောကမှာတယောက်မှမရှိဘူးဆိုတာဟာလေဝမ်းနေစရာမကောင်းလားဒီတော့ဒီနေ့အဖို့ရမှာငါကဘသူဘဝကိုဖြင့်ရင်းနှောင်းရမှာပဲဆိုတဲ့တတ်မှတ်ချက်မရှိသင့်ဘူးလားဒီလိုတတ်မှတ်ချက်နဲ့လောင်းရတဲ့အရာသာမင်းအခုလိုဘုံမော်လော်အော် လောင်းရတဲ့အရာသာနဲ့ရှင်ဘယ်တူနိုင်လိမ့်မလဲကိုလူကျွန်တော်ဒီကိုလှဆောင်နေစကားပြောနေရမှာ ငွေဖလားဇလန်းကိုသတိရမိလေသည်ငွေဖလားဇလန်းဆိုသည်မှာကျွန်တော်တို့ငယ်ရွယ်စဉ်ကကမာရော့တခုတော်တဲ့ကျင်အခါ၌ပေါ်ပေါက်ခဲ့သောဇလန်းဖြစ်ပါသည်ခေပေါ်မှာအပြိုညီအမရှိသောအိမ်တအိမ်အနီး၌ကာလာသားတစုတို့ကအပြိုမကလေးများအားရေပက်ရန်ချောင်းနေသည်ကိုအိမ်ရှင် အပြိုမများ၏မိဘတို့ကမြင်သောအခါဟေ့မင်းတို့ဒီအိမ်ရလူတွေကိုရေပက်ခြင်းဒီလိုတွေ့ကြရ ဖွက်တယ်နဲ့ပက်လို့မရဘူးကွငွေဖလန်းနဲ့ရေတဲလာပြီးလောင်းမဲဆိုရင်ဖြင့်တို့ကိုယ်တိုင်အိမ်ထဲကထုတ်ပေးပြီးအလောင်းခံရစီမယ်ဟုပြောလိုက်လေသည် ကာလာသားတို့ကလည်းကောင်းပါပြီဟုအာမခံကအရက်ထဲတွင်ရှိသမျှငွေဖလားကြီးငယ်တို့ကိုမှားလီတော့သည်ထို့နောက်ဖလားအရွယ်ကြီးစဉ်ငယ်လက်အတိုင်းစီတန်းကအပြိုအိမ်သို့နောက်တစ်ကြိမ်လာခဲ့လေသည်အရှင်မိဘများကလည်း ဂရိအတိုင်းသမီးဖြူများအားထုတ်ပေးကြလေတော့သည်ကာလာသားတို့လည်းအပြိုမာလေးများထွက်လာတော့မှမွေဖလားများတဲ့တွင်ထည့်ထားသောရေတို့ဖြင့်ကိုချရကိုပြန်စည်းကာဟာတိုက်၍ရေကြပြီးနောက်တယောက်ကတော်တော်ပင်ခုံမောက်ပါဘုံတောက်တဲ့ရေအိုးစဉ်စသောဘုံထောက်ကိုဆိုးလိုက်ရာအားလုံးကလိုက်ဆိုရင်းအိမ်ပေါ်မှဆင်းပြန်လေသည်ထိုနေ့မှစ၍ထိုအပြိုညီအမအားဝေဖလားညီအမ ေါ်ကြတော်ဟု၏ဟဲ့ကဘာပြောနေတာလဲဝိဖနာညီအမအကြောင်းသွားတည်းရလို့ပါ အေးပေါ်ကွာငါပြောနေတာဟာဒီသဘောတွေပါတာပေါ့ကွာသူတို့အပေါ်မှာကာလာသားတွေကစိတ်ဝင်စားမှုရှိလို့ရေပက်တဲ့နဲ့သူပဲလို့အတိမတ်ပြုလို့ဂျီလာလောင်းနာကိုမတက်တဆရိုက်ပြောက်ကြီးကျယ်လိုက်တော့တဲပြန်ခံရတာပေါ့ကွာတို့တော့ရှင်းရှင်းပဲကြံတိုင်းကြံတိုင်းမှာညွညို့အရင်မလောက်မင်း ဘသူ့ကိုမမလောင်းဘူးလို့စောင့်ဖြတ်ထားတယ်။ညညနောက်မှာအလောင်းခံရတဲ့လူဟာလေကိုအင်မတန်ခင်တဲ့လူသားဖြစ်စေရမယ်။အော်အော်ဒီလိုကို ကိုလဆောင်သည်ညညအားလူပြိုပေါ့ဆဘွားကပင်ပိုးနေသည်ကိုကျွန်တော်သိရပါသည်။ဘလို့လဲခင်များတို့ဟာက အတော်ခီးရောက်နေပြီလား။ဘယ်ရောက်ပါအောင်မလဲကွာ။ငါမှရှေ့ဆက်ပြီးကြောင်းပြန်နေရအောင်မယ်။လောက်ဆရာတွေကလည်းပြည့်လို့ပါပဲကွာ။ ထို့နောက်တွင်ကကျွန်တော်နှင့်ကိုလာဆောင်တို့မကြာခဏတွေ့ကြရတော့လဲတကြဲအကြောင်းကိုအထုတလင်းဆွေးနွေးပြောဆိုခြင်းမရှိတော့ပါတကြဲတွေ့ကာလများ၌အကြောင်းအားလျော်စွာစုံမိကြလျင်သာကျွန်တော်ကသူ့စကားကိုမမေ့သည့်အနေဖြင့်ဘယ်နဲ့လဲကိုဆောင်ရင်ညို့ညို့အရင်လောက်ပြီပြီလားဟုမင်းရင်နောက်မိသည်ကလွန်၍ရေပက်လောင်းကစားခြင်းကမပြုမိကြတော့ဘူး တခတရံကကြံအကြံစကားဆက်မိပါကငယ်စဉ်ကဒရထလန်းကြီးပျောက်သွားမိကိုစိုးရင်တဲ့ပေါ်မှဆာ၍စော်စားကမ်းများကိုပြန်၍ပြောတတ်ပါသည် ထို့သို့ရှေ့ကြောင်းနောက်ကြောင်းများကို ပြောကြရမှတနစ်ကမူပုလဆောင်သည်တခုတော့တကြံအခါ၌သူတယောက်ထဲကြုံကြိုက်ခင်ရသော အဖြစ်ပြက်တခုကို ပြောပြပါသည်ဘယ်တော့ပါလဲဟိုလူရင်းကြီးအမနဲ့တွဲနေတဲ့နှစ်တောင်ဟာဆိုပါတော့ ဟုတ်ပါ၏ကျွန်တော်တို့ကိုလှဆောင်ကြည့်သည်အိမ်နောက်ကြသည့်အခါ၌သာငယ်ချစ်ဦးညွညွနှင့်ညားတော်လဲညွညွနှင့်မညားမီကအဆက်ပြတ်သွားပြီလို့လို့မယူဖြစ်ကြတော့ဘူးလို့လို့နှင့်မိန်းကလေးအတော်များများနှင့်တွဲလိုက်ပါသေးသည် ဟိုညီအမခொနဲ့ဖော်နဲ့လားအေးပေါ့သူတို့နဲ့ရောနေတော့မှာပေါ့လွင်ညီအမမှာအားလုံး9ယောက်ရှိ၍ယောက်ျားလေး2ယောက်သာပါလေသည်ထိုစဉ်ကကိုလှဆောင်သည် တက္ကသိုလ်၌ပညာသင်ကြားနေခိုင်ဖြစ်ရာတက္ကသိုလ်ရောက်နှင့်နေကြပြီဖြစ်သောလူဝင်မနမ၄ရောက်နှင့်ပြည်ကျွမ်းခင်မရာမှဝါဒနာတူတူချင်းဖြစ်၍လူဝင်ညီအမအိမ်တွင်ဝင်ခွင့်ထွက်ခွင့်ရခဲ့လေသည်စိတ်သဘောထားယောသားတီကီသူကိုလာဆောင်အားလူဝင်တို့တအိမ်သားလုံးကခင်မကြလေသည်လူဝင်တို့ဖခင်မှာအတွဲဝင်တူဖြစ်အောင်မြတ်သားမကလူဝင်တို့ဆွေမျိုးသားချင်းအားလုံးလိုလိုပင် အစိုးရအရာရှိများသာဖြစ်ခဲ့လေသည်။လူတို့အိမ်သားများသည်တနင်္ဂနွေနေ့၌မြင်းပွဲသွားသူကသွားသည်။အိမ်တွင်ကြံရစ်သူများကပိုကာဆွဲသည်။ဝိုင်းမပြည့်လျင်တယ်လီဖုန်းဆက်၍ဆွေဆွေတဲ့မျိုးတဲ့အသည့်အကျွဲထဲမှတယောက်ယောက်ကိုလှမ်းခေါ်သည်။ဖဲမရိုက်သူကစတန်တရာတီးသည်။ဖဲရိုက်သူများစားရန်မုတ်တီခေါက်ဆွဲလက်တော့ဆက်မူစာငပြောကျော်စသည်တို့စီမံရသည်။ ပင်ကိုကရွက်ကျန်းရေကျိုးရုပ်မျှသာဖြစ်တော်လဲအိယာမှာထသည့်အချိန်ကစ၍အိယာဝင်းကျင်အထိမှုန်နသာအမြင်လိမ့်ကြံထားကလှပရှုကျင်ပွဲကားအောင်ပြုပြင်ထားသဖြင့်သူတို့မျက်နှာများမှာအမြင်ကြည်၍လှပနေသည်အမြဲတမ်းနေရိပ်တွင်နေရသဖြင့်သူတို့အသားများမှာနှုတ်နေသည် သွားလေရာရာမတော်ကားစီ၍သွားရသဖြင့်တခါတည်းရန်ဓာမီတိုင်၃လေးတိုင်လား လမ်းလျှောက်ရသည်ဟုပင်လမ်းလျှောက်ရတာအမျက်ပဲဟု မော့ဟိုက်တန်ဖြင့်ပြောဆိုတတ်လေသည်ဤသို့သောအိမ်မျိုး၌ကြံအခါတွင်စီကားနေသည်မှာအံ့ဩဖွယ်ရာမဟုတ်ပါချေအိမ်သားကြီးနှင့်ပင်အရွယ်ရောက်ပြီးမဲမပြိုကြည့်ပြောရှုပြောတွင်ရှိနေရသည့်အထင်ဝမ်းကွဲညီအမတွင်ကျောင်းနေဘက်တငယ်ချင်းမတွင်လာရောက်နေပြန်တော့လက်ပံပင်ဈေးရကြသည်နှင့်ပွက်၍သာမြန်နေတော်သည် ဒီကြတဲ့ရေပက်လာအဖွဲအချို့ကအင်ရှိချံဝါမှာဝင်လာကသူတို့နဲ့အတူတယောက်လိုက်ပါခဲ့ရန်ခေါ်သေးကလည်းရှိသေး၏ဘယ်နိုင်ငံတန်ရုံမှအတွင်းဝင်ကလေးဆိုသူညာနိုင်ငံကောင်စစ်ဝင်ရုံမှကောင်စစ်ဝင်ကလေးဆိုသူတို့ကလည်းမှန်ကားလှလှလေးများနဲ့ရောက်လာကရေကစားသေးသည်သူတို့တို့သည် အိမ်ပေါ်သို့တက်လာက ထွေရလေးပါပြောကြရမှ အေကန်စပွဲပေါ်တွင်တင်ထားသော ဝေဖလားကြီးတဲ့၌ထဲ့ထားသောရင်းမွေးရောထားသည့်ရင်းများကို အချားဝေဖလားငယ်တစ်ခုဖြင့်ခတ်၍လောင်းလျာတအိမ်လုံးမှာရင်းမွေးနှက်ဖြင့်ကြိုင်နေတော်သည်စောစောကပင်ကြိုတင်သိထားသည့်အတိုင်းကျဲပြင်၌ကော်စောခင်မထားသည်ဖြင့်ကော်စောများရေမစိုးတော်လင်းကျဲပြင်ကမူအိမ်ဖော်မလေးကချက်ချင်းပင်အဝတ်ဖြင့်ပုတ်တော့ပြရလေသည် အိမ်ဖော်မင်းကလေးသည်ဧည့်သည်များပြန်သွားလျင် ကျမ်းမြင့်ပေါ်ရှိရေးများကိုမျက်နှာတုပ်ပေါ်ဝါအဟောင်းအစော့ဖြင့်တော်ရလေသည် ထို့နောက်ငွေဖလားကြီးတဲ့သို့ရေအစ်စ်ထည့်ပေးရလေသည်ရေမွေးအနှဲ့ငယ်ဖြင့်ဆက်ပေးရလေသည်ထို့နေ့ကလူကြီးတွေကလည်းဥပုသ္စာသွားနေခိုင်းပြီး၍လူငယ်ချင်းစုကပိုကာဆွဲနေရင်ကောင်းမည်ထင်ဖြင့်နာနဲ့စာစားပြီးစားကပင်ရောက်နေသော ကိုလှဆောင်သည်တယုံယုံဖြစ်နေသည်ကိုကြည်ကစိတ်ပြဲနေ၏ထို့ထက်အိမ်ဖော်မာလေးတယောက်ထဲ အလုံးများနေရသည့်အဖြစ်ကိုလည်းသတိပြုမိလိုက်။အိမ်ဖော်မလေးမှာဤအိမ်၌တဦးရီသောအိမ်ဖော်မလေးဖြစ်၏။ညီမခုနှစ်ဖော်နှင့် ညီအကိုတို့ဤတာဝန်ကိုယူရင်းအသက်မှာ16နှစ်ထက်ပို၍ကြီးပါမယ။၊ရုပ်ရည်မှာလည်းနှာရန်ပေါ်ပေါ်မျက်လုံးဝမ်းဝမ်းမေးသွဲသွင်းပါမုံမုံဖြင့်ချစ်ချင်စပွဲလေးဖြစ်၏။ကြံအတွင်းမှအခါတိုင်းထက်ပို၍ ဖြူစင်သောအင်ဂျီထမိန်များဝှက်ထားသဖြင့်ကြည်ပြောရှုပြောဖြစ်နေ၏ကိုလဆောင်သည်ထိုမိန်ကလေးအားလွင်ကြီးအမများကဲ့သို့ပင်မိတ်ကက်တင်ကလှပစွာစင်ရင်ကြည့်မိလေသည်လွင်ကြီးအမထဲမှတယောက်ယောက်အဖြစ်မြင်ကြည့်မိလေသည်ဆော့ဆော့ကတယုံယုံနှင့်ရေလောင်းသွားကြတော့လူတစုသည် သူ့ကိုယ်သာဝိုင်းနေကြပေလိမ့်မည်။ယခုကဲ့သို့လူတကာရေလောင်းခံရခြင်း၌သူ့အနေဖြင့်လည်း ရေလောင်းခံကျင်ပေးလိမ့်မည်။သို့တော်သူအားမိသူကမြရေမလောင်းကြ။သူကသာသူ့တခင်မမြရေလောင်းခံမရပုံကိုအယောက်တစ်ဖြက်ဖြက်လက်နေသောမျက်လုံးအစုံဖြင့်ငေးကြည့်နေရသည်။သူအားမိသူကမှဂယုမမူကြ။သူ့တခင်မမြကိုလောင်းရမှကြက်သောရေတို့ကိုတုတ်တင်ရသဖြင့်သူ့ကိုယ်၌ရေတို့ရွှဲကသူ့တခင်မမြလိုပင်ရင်မွေးနဲ့တင်းနေသည်ကမှန်ပါ၏။ သို့တော်ထိုရေဆိုပုံမျိုးမှာ don't stop please ဟူ၍လည်းကံတော်ပြီနော်ဥမျက်စင်တော်ပြီနော်စသည်ဖြင့်လည်းကံအင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်ဩကာဟစ်ကံပြေးကယုံကရှောင်ရင်းမှာဆိုရွှဲရခြင်းမဟုတ်လေရအရသာချင်း တူနာမည်မဟုတ်ပေဒင်းကလေးလည်းအပြုတ်အရွယ်ကလေးပင်မို့ယုံကျင်ရှာမည်ပြေးကျင်ရှာမည်မူကျင်ရှာမည်ရင်ခေါင်ကျင်ရှာမည် မိညို့ကိုရေမနှောင်းရပဲနဲ့ဘသူ့ကိုမှရေမနှောင်းဘူးဆိုသည့်ကိုလဆောင်ကြည့်သည်မိညို့တို့နဲ့ကွဲပွားနေခိုင်ဖြစ်ရာအကျင့်ပါကရေလောင်းကျင်စေကောက်ခဲနေရာလွင်ကြီးမမညားဖို့ပင်ရေလောင်းရကောင်းမဲမတိခဲ့ပေသို့တော်လွင်ကြီးအမဧည့်သည်များနဲ့အိမ်ဖော်မလေးတို့၏အဖြစ်ကိုစစ်စစ်ဝေဖန်ကြည့်ရမှစိတ်ထဲတွင်တခုခုပြုလုပ်လို့စိတ်ပေါ်လာပေသည်ထို့ကြောင့်ဧည့်သည်များပြန်သွားပြီးနောက် ရင်းကြီးအမများထမင်းအင်ကြီးအချောက်လဲကလာထိုင်နေခိုင်ပိုလာစာသည်ဧကန်စပွဲပေါ်ရှိငွေဖလားအကြီးကြီးကို ကောက်ကန်လိုက်လေသည် ဟော ကိုလာဆောင်ရင်ဘာအယူထတာလဲသူများတွေအဝတ်လဲပြီးမှဟုတ်ပါရဲ့ကိုလာဆောင်ရလဲစစရတော့မလောင်ပဲတမနဲ့လုံးငုတ်တော့ထိုင်ကြည့်နေပြီအခုမှဘလို့ဖြစ်ရတာလဲမောင်လှဆောင်နော်မမလွယ်ပေါ်တော့မပက်နဲ့နော်ငါမောင်ကလိမ့်မှာပါတယ် ညီအမတဆူဤဟန်တာတံများအကြားကပင်ကိုလာဆောင်သည်ရေချိုးကန်းသို့ရောက်ခဲ့၏အခက်သည့်ပင်ရေစီပိုင်းအနည်းရှိရေများကိုခတ်ယူကာထွက်ခဲ့၏ရေချိုးကန်းဝါသို့ရောက်သောအခါသူ့နှုတ်သမျှကိုပျော်ရွှင်စွာကြည်နေသည့်အိမ်ဖော်မလေးကို တွေ့ရလေသည် ခလေးမ၏မျက်နှာသည်ပျော်ရွှင်ကြည်လင်လျက်ရှိ၏ဝင်းပဆူပြင်းလျက်ရှိ၍မျက်နှာအစုံကလည်းတောက်ပပြောင်းလဲလျက်ရှိ၏ကိုလာဆောင်သည် လက်ထဲတွင်ကင်ထားသောငွေဖလားတည်းရှိရင်းများအားလုံးကိုမင်းကလေး၏ကိုယ်ပေါ်သို့ဘောကနေလောက်ချလိုက်မိလေသည်မင်းကလေးလည်းအံ့အားတင့်သွားကပြက်သေးသေးနေလေသည်ထိုမှကုလဆာသည်အိမ်ရှိသူထွက်လာရာညီအမတစုတို့မှလှုပ်လှုပ်ရွရွဖြစ်နေလေ၏ကုလဆာသည်ခိတ္တမြတွေ့ဝင်နေပြီးမှမြမအငယ်ဆုံးအနီးသို့သွားကရင်းမရှိသောငွေဖလားဖြင့်ရေလောင်းဟန်ပြုလိုက်လေသည် ဟာကိုလာဆောင်ကြီးကဲမလောက်ပါနဲ့ဆိုဟင်သူမြဆိုကောင်တော့မှာဟင်ကိုလာဆောင်ကြီးကလည်းနောက်တက်လိုက်တာရင်ဖြစ်မပါဘဲနဲ့မြမအားလုံးဒီဝါကနေရည်ကြလေသည်ဒါကြောင့်မို့အမကြီးမပြောဘူးလားမောင်နှဆာကလိမ်မာပါတယ်လို့ကြည့်လေတကယ်တမ်းကျတော့မမတို့ရင်မလောက်ရက်ပါဘူးဟင်ဘာလိမ်မာတာလဲကိုလာဆောင်ကြီးလူရိုးအောင်မိတယ်အခုမှနောက်တက်မှန်သိရဲ့ဟုတ်ပါရဲ့မမလေးရဲ့ လူမြပြင်းလက်သွားတာပဲတကယ်လောင်းတော့မလားလို့ကိုလဆောင်လည်းမိတို့မြအပြန်မပြောပဲယောဂါနှောကဖြင့်တဟဲဟဲရည်နေရမှာကဲဗျာဒီလောက်တော့ချိမွတ်လာတာဒီတစ်ခါမှတကယ်လောင်းမယ်ဗျာဟုတ်ပြောပြောဆိုဆိုကိုင်းနေစာငွေဖလားကြီးကိုပိုက်ကရေချိုးကန်းစီတို့ထွက်ခဲလေသည်ရေချိုးကန်းဝါတို့ရောက်တော့ခါကိုလဆောင်ဤချိလမ်းများသည်ရက်တက်သွားလေ၏ထိုမှသူသည် မပြုတ်အပ်သောအမှုကို ပြုမိခဲ့လေပြီနော်ဟု တွေးတော်ပူပန်လိုက်မိလေ၏။ဘာကြောင့်ဤကဲ့သို့ပြုခဲ့မိပါလဲဟုလည်းစဉ်းစားကြည့်မိလေသည်။ဘလို့လို့ရပါ။ကိုလဆောင်တရားဤမြဆိတ်ရှုံရသည့်အကြောင်းရင်းကအခြားမဟုတ်ပါ။ဆော့ဆော့ကရင်မွေးနဲ့သိနေသောရင်များထည့်သည့်ငွေဖလားကြီးဖြင့်သူ့ရေလောင်းပတ်ခဲ့သော အိမ်ဖော်မကလေးသည်ချက်ကြီးတငယ်ငုံနေတော်ကြသည်။အရှိဘက်တွင်မူ ရွှင်ကြီးအမအေးရည်တန်၊ကိုလဆောင်အားဟန်တားတန်တို့သည်စုညံလျက်နေဆဲပင်1963 AB ရှင်မောဝါမှာဒီနေရာမှာတော့စိုက်ဆရာတန်းဆိုရေးသားထားတယ်။တခုတော့တကြံအခါဆိုတဲ့မဂဇင်းဝတ္ထုဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်။